ါပါရှင်အခုကကြတော့ဒီချင်းမိုင်မှာအာကရင်စားတောက်ဆိုင်ရိုးရပါတော့ကရင်ရိုးရစားတောက်ဆိုင်တလဘောဆိုင်တွေရရှိနေရဖြစ်ပါတယ်ရှင်အဲ့တော့အထဲထဲမှာကရင်ရိုးရအစားအစာတွေဘာတွေရရှိမလဲနောက်ပြီးတော့အာကြားထားတာကတော့ကရင်ရိုးရအစားအစာတခုတည်းမဟုတ်ဖဲနဲ့အာကော်ဖီဆိုင်လေးလေးရှိတယ်နောက်တစ်ခုကကရင်ရိုးရဒါဒေတာထွက်ပေါ့နော်ပစ္စည်းလေးတွေလည်းရှိတယ်ဆိုတာကိုသိထားပါတယ်အဲ့တော့ဘာလေးရှိမလဲဆိုတာတော့အတိအကျမသိသေးတော့အထဲထဲသွားပြီးတော့ဆက်စုပါဦးမယ်အဲ့တော့ပရိသတ်များအားလုံးကမှုနဲ့တူဆက်ပြီးတော့လိုက်ကြည့်ပါဦးရှင် ခုဒီမှာဆိုလို့ရှိရင်ဒါဟင်းပွဲလေးတွေကိုအာပြထိုင်နေရလေးပေါ့နော်ဟင်းပွဲလေးတွေကိုတန်းစီထားတဲ့နေရာလေးပါအာဗာလေးတွေရလေဒါနေ့လယ်စာအခုမှုလို့ရောက်လာတဲ့အချိန်က12နာရီနေ့လယ်12နာရီ10မိနစ်ဆိုတော့ဒါနေ့လယ်စာစားချိန်လည်းရောက်နေပြီလေနော်အဲ့တော့နေ့လယ်စာစားချိန်ရောက်နေပြီဆိုတော့ဒီဘက်မှာအာထမင်းတွေပါရင်စားဖို့အတွက်ဘယ်ဟင်းလျာလေးရလဲဆိုတာကိုဒါမေးပြီးတော့ဟာစားဖို့အတွက်မေးနေကြတာပေါ့နော်အာမကြိုက်ခင်မှာမှုလည်းရောက်တော့မှာပါအခုကတော့ရှိမှာတန်းစီပြီးတော့စောင့်နေကြပါရဲ့ရှင်အဲ့တော့အာဟင်းတွေကဒီမှာစောင့်နေတော့မှုတို့ဒီစ ိုင်ဝင်အတွင်းလေးကိုတစ်ချက်လက်နှဲ့ပြီးတော့လိုက်ကြည့်ကြမယ်လीเนาะဗာလေးရှိတယ်ဆိုတော့မူးနဲ့တစ်ဆက်ပြီးတော့လိုက်ကြည့်ပါအောင်ရှင်းအာဟုတ်ပါရှင်ပါကြည့်မယ်เนาะအာဓပုံရိုက်တာဝါသနာပါရဲ့သူတွေအနေနဲ့ဆိုဒီနေရာမှာဓပုံတော့ရိုက်လို့ရသေးတယ်တကယ်ကိုမှဟိုဘယ်လိုပြောမလဲ ဒါဆိုတက်သားလေးရင်လည်းလုပ်ထားအလှဆန်နိုင်ဟာလေးပေါ့နော်မြင်ရတာလေးရဲ့လို့စိတ်ကိုအေဂျင့်စီရဲ့ထမင်းဆိုင်လေးရောက်လာဆိုမှစိတ်ကိုအေဂျင့်စီရဲ့နော်အာဒီဘက်မှာဆိုလို့ရှိရင်ကအဲ့လိုခုံတန်းတေးသေးလေးနဲ့လည်းထိုင်လို့ရတယ်အာအောက်မှာကလည်းဒါချောင်းရည်လေးရှိတယ်အာဆိုတော့အဲ့လိုဘယ်လိုပြောမလဲစိတ်စိတ်အပန်းဖြည့်ပြီးတော့ထမင်းစားလို့လည်းရတယ်ပေါ့နော် အခုထိတော့ဘယ်နေရာမှာထိုင်ရမလဲဆိုတော့မရွေးရသေးဘူးအာနေရာတွေကတော့အကျဉ်းရှိတယ် ရွေးတော့မရရသေးဘူးဒီနေရာတော့ထိုင်ကျင်တယ်ဘာလို့လဲဆိုတော့မြချောင်းလေးကြည့်ပြီးထမင်းစားနေတာဒါပေမဲ့အခုဟာ၁၂နာရီဆိုတော့အဲ့လိုခေါင်းပေါ်မှာနေတက်တက်ပူနေတော့ဒီနေရာတော့မရွေးချယ်တော့အထယ်နေရာအရေးရတဲ့နေရာရမှာပဲရွေးချယ်ပြီးတော့ထိုင်တော့မယ်နော်ဒါပေမဲ့ဒီနေရာလေးတွေကလေအာကြည့်ရသလားဆိုရင်ဓာတ်ပုံရိုက်တာဝါသနာပါရိတ်တွေအနေနဲ့ဆိုရင်ဒီလိုနေရာလေးမှာနေရောင်ခြည်လေးနဲ့ဓာတ်ပုံလှလှလေးရိုက်လို့ရတယ်ဆစွားမှုသွားတဲ့ဒီရဟတ်ပုံစံမျိုးနေရာလေးမှာလေဓာတ်ပုံလှလှလေးရိုက်လို့ရတယ်အာနောက်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လေဒါဒန်းလေးရှိရယ်ထိုင်ကုန်ကလေးတဲ့အာဒါ าลีสุดเลยเดบงเท่าลาลีใหญ่เใหญ่เนาะ အာဒီနေရာလေးကတော့စောစောကနေရာထက်ဆိုင်တော့အရေးပိုရတယ်ဒါဒါလေးဆိုလို့ရှင်လည်းမစိုးအာအဲ့တော့ဟို location ရဆိုလို့ရှင်အဲ့လိုနေရာအကျယ်ကြီးပဲအာဆိုင်ထဲဝင်ဝင်လာတာနဲ့အရှိဆုံးမှာလည်းထိုင်လို့ရတယ်ပြီးတော့ဒီအတွင်းပေါ့နော်ဒီစားတောက်ဆိုင်ဒီပါဟင်းပွဲပြင်ဆင်ထားတဲ့နေရာလေးပေါ့အဲ့အဲ့နေရာနဲ့လည်းတက်တက်မှာထိုင်စရာနေရာများရှိတယ်အမဟုတ်ဖိနေကိုကကိုဟာတကယ်ချင်းနေတယ်ဖြစ်တယောက်တည်းပဲဖြစ်တတိတန်းထိုင် နေတယ်ဆိုလို့ရှင်လည်းအာဒီလိုမျိုးနေရာလေးမှာရွေးချယ်ပြီးတော့ထိုင်ထိုင်လို့ရတယ်နော်အစားအသောက် ကလေးတွေကြည့်ပြီးတော့မှားလို့ရတယ်ဒါစားတောက်ဆိုင်ရဲ့အတွင်းပိုင်းလေးပေါ့အတွင်းပိုင်းရဲ့နေရာလေးမှာလဲထိုင်လို့ရတဲ့နေရာလေးရောက်လာတာပါအဒီမှာဆိုလို့ရှိရင်ပြည်သက်တွေမြင်တဲ့အတိုင်းပဲသူကအပေါ်ကနေပြီးတော့ဒါတိရွက်ကလေးနဲ့မိုးပြီးတော့အလိုအရိပ်ပေးထားတာပေါ့နော်အဲ့ခါကျတော့နေထိုးတာလည်းမရှိဘူးနေကြတာလည်းမရှိဘူးအဲ့တော့ဒီနေရာလေးကလည်းအေးစစ်စစ်နဲ့ထိုင်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်တယ်အာကိုကကိုလည်းတတိတန်လေးဖြစ်တယ်ပေါ့နော်အဲ့တော့မိုးကတော့ဒီနေရာလေးကိုသဘောကျတယ်အာအတော့ ာဒီနေရာလေးမှာထိုင်ဖို့ဆုံးဖြတ်နိုင်မယ်။အာဒီမှာဆိုလို့ရှိရင်ဝင်ပေါက်ထွက်ပေါက်နဲ့လည်းနေတယ်။နောက်ပြီးတော့ဟိုလက်ဆေးပေးစင်နဲ့လည်းနေတယ်။အဝေးလာစရာမလိုဘောနော်။အော်မောဒီနေရာလေးမှာထိုင်ဖို့ဆုံးဖြတ်လိုက်မယ်။အာအခုလည်းစောစောကမို့လို့မြင်ခဲ့တဲ့အတိုင်းပဲအာလူတွေကပေါ့နော်တပွဲဖွဲနဲ့ဟင်းနေမှာနေတော့ဆိုတော့အာမှုလှဲ့တော့ရအောင်မဖြစ်ဘူး။အဲ့တော့ဒီမှာခဏထိုင်ပြီးတော့ဘာလေးရမလဲဆိုတော့ဆက်စုလိုက်အောင်မယ်နော်။အာမီနူးစာအုပ်ကလေးအတင်းရှိတယ်။ အာအခုဟိုမှာမှားတဲ့နေရာမှာလူရှင်းသွားပြီအဲ့တော့မိုးသွားမှာမယ်အဘာလေးရလဲဆော့ဆော့မီနူးစာုပ်ထဲမှာကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့သူက most aura လေးတွေလည်းရေးထားတာတွေ့ရတယ်နောက်ပြီးသူတို့ recommend လုပ်ထားတဲ့ hint လေးတွေလည်းတွေ့ရရပေါ့နော်အဲ့တော့အဲ့ hint လေးအပြင်ဘာလေးရသေးလဲဆိုတာလည်းတွေ့ပြီးတော့မေးမယ်အမီနူးစာုပ်ထဲမှာလည်းကြည့်တော့ကြည့်ပြီးသွားတယ်ဒါပေမဲ့ဟိုမှာကျတော့တကယ်လက်တွေ့မြင်ရတယ်လေသူက hint ပွဲလေးတွေချပြထားဆိုတော့အဲ့တော့မူလေးတွေ့ပြီး aura လောက်ပါမယ်အဲ့တော့ like ခဲ့ပါအောင်ရှင့် အများကြီးပဲเนาะစစိုးကတော့ menu ဆောက်ထဲမှာတွေ့တယ်သူက most order တို့အဲ့လိုမျိုး recommend လုပ်ထားတဲ့ hint လေးတွေတွေ့ရတယ်အဲ့အဲ့ဒါလေးကဘယ် hint လေးလဲမသိဘူးကိုဟုတ်ဟိုကဒီတာလာပေါ်တော့ဒီကကျွန်တော်စံရတာလာပေါ်เนาะတာလာပေါ်ဟုတ်ကဲ့ရှင့်ဒါဆိုရင်တော့အဲကြက်ကြော်လို့ရှိတယ်ကဲ့။အော်ဟုတ်ကဲ့။ဒါဆိုရင်တော့ညောက်ချီကပေါ့။ညောက်ညောက်ချီညောက်ချီက။အော်ညောက်ချီက။အော်ဒီတော့ပြည်ရွေးရချက်လား။အော်ဟုတ်။ပြည်ပြည်ရတော့ချက်ရအောင်။အော်ဟုတ်ဟုတ်။ ဟုတ်တယ်နော်ဒီမြောက်ကြီးကကြားဟိုပါဒီဘက်မှာဆိုလို့ရှိရင်ဒါ menu စိတ်နေနော်ဟုတ်တယ်ဟုတ်တယ်အော်မိုက်တယ် menu ရအများကြီးပဲကို အခုအားဆိုလို့ရှိရင်အကို recommend ပေးတယ် Calabor တပွဲယူမယ်အာနောက်ပြီးတော့အင်ကျက်ကျော်လည်းယူမယ်ရှင့်โอเคအခုရေဟင်းပွဲလေးကြီးကြတော့လေဈေးနှုန်းလေးတွေကဘယ်လိုမျိုးလေးရှိလဲရှင့်ဟုတ်ကဲ့ဟင်းပွဲတာလပေါ့ခင်ဗျာတရားနဲ့တရားပြည့်၄၆ပါဘောဟုတ်တရား၄၆ဟုတ်ကဲ့ရှင့်ကျွန်တော်စက်တာဟင်းနဲ့ပါတရား၄၆တရား၄၆ ဟို take away ဆိုရင်150ဟုတ်ကဲ့ဟုတ်ဒါတလဘုံကတော့146ပေါ့နော်ဟုတ်ကဲ့ပါဒီလိုဟင်းတစ်ခုချင်းစီရအောင်အကိုဟုတ်အဲဆာဆာပေါ့နော်ကျွန်တော်ကဟိုပြန်50ပတ်ပတ်ချက်လေအော်ဟုတ်ကဲ့ရှင်းပါဟင်းတစ်ခုပြန်50နော်အော်ဟုတ်ကဲ့ဟိုဒီလိုရှားတဲ့ဟိုငါဟင်းလို့ပေါ့ဆိုတော့ငါပတ်ဟိုဟာဒီမောက်ပေါ့ဆိုတော့ဒါဟိုဟာ ကောင်အကောင်သေးအကြီးပုံမှန်ကြီးရဲ့အော်ဟုတ်ကောင်လက်အကောင်ကြီးရှိအကောင်လက်ရှိပုံကြီးရှိအော်ဟုတ်အမေရ90အော်ဟုတ်ကဲ့အော်ဟုတ်ကဲ့ပါဟုတ်သိစုပါရှင်အာဒါမူရမှာထားတဲ့အာဟင်းလေးတွေအတွက်ဝိုင်းမှာချပေးဖို့ပြင်ဆင်ပေးနေရဖြစ်ပါတယ် ကျေးဇူးပါရှင်ကျေးဇူးပါဟိုကျက်ပါဟိုကျက်ပါတော်ရ။ဟုတ်ကဲ့ပါ။ဆမကျက်။ဟုတ်ကျေးဇူးပါ။ဒီမင်းဆင်းရဲ့ဟုတ်ကဲ့ပါ။ဟောဒီလက်အိတ်ကလေးညာရနိုင်မှာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့။ဟာအဆန်တော့ဆုံးနေပြီ။ဟိုလက်အိတ်နဲ့မြမဆက်ဆန်းဆွဲဖို့ပဲကျန်တာကျေးဇူးပါ။ကျေးဇူးပါရ။ဟာလက်အိတ်လေးနဲ့ဒီစားပြဆက်ပြထားပါမယ်။ ကဲအခုဒါဆိုလို့ရှင်တော့ move မှာခဲ့တဲ့ခင်းနေအားလုံးဆိုပြီးအာ move မှာခဲ့တာ watch မှာခဲ့ ုံနဲ့တွေ့စရာဆိုကြည့်ပါအောင်တပန်းကြီးပဲအာ2ရက်3ရက်လောက်စားရင်တော့မကုန်နိုင်ဘူးဒါတမိသားစုလုံးဝိုင်းစားမယ်နေတာမှရှိတယ်ဗောနော်အာဒါတော့တော်တော်များများပဲပုံမှန်ဆိုလို့ရှိရင်အာဟင်းက င်းလာတာနဲ့သူကဒီလိုမျိုး တိုးစရာဘန်းပြီးတော့လို့ရှိရင်ထမင်းအိုတန်ကပါပြီးသားပေါ့နော်ဒီထဲမှာသူအကုန်ပါပြီးသားပဲတိုးစရာကပုံမှန်ဆိုလို့ရှိရင်ဒါမြစ်တာလက်ဆောင်နေနဲ့ဆက်လင်းမျိုးပေးတယ်ပေါ့နော်အခုကတော့အခုပရိသတ်တွေလည်းမြင်တဲ့အတိုင်းပဲပေါ့နော်ဆိုတော့လူတွေအရန်ကြားသွားတဲ့အခါကျတော့အာဒါကုံသွားတာပေါ့နော်ဒါပေမဲ့ကုံသွားဆိုတော့အများကြီးကြံနေအညီမစုံတော့တာပေါ့အဓိကတော့အဲ့တော့မူးမာထားရည်နဲ့ရောက်ပြီးအဲ့တော့အရသာလေးစမ်းကြည့်မယ်စမ်းကြည့်မယ်ပေါ့နော်အာဆုံးလေးယူလိုက်အောင်ပေါ့နော် နှင်းလေးထဲမှာထည့်လို့ရဒီမှာလေဟိုလက်နဲ့စားကျင်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လက်နဲ့စားကျင်တဲ့သူတွေအနေနဲ့ဆိုရင်အာဒီမှာဆိုရင်လက်အိတ်လေးလည်းပေးထားတယ်အော်လက်အိတ်လေးနဲ့စားလို့ရတယ်အာသိရမလားမြမမြမအတိုင်းမြမအရသာရအောင်ပေါ့ကွဒီမှာထမင်းရလေကုံသွားတာနဲ့နောက်ထပ်အဝစိတ်ကြယူလို့ရတယ်ထမင်းအိုးအိုးလိုက်ကြီးချထားပေးတာအဲ့လိုတချို့ဆိုင်တွေမှာလို့လိုက်ပွဲလိုချင်လို့အဲ့လိုမျိုးစောင့်နေကြမလို့အပူကုံသွားတယ်နော်ထက်ထက်ပြီးသွားတာနဲ့အာ ဟိုဆက်ပြီးစားကြတယ်ဆိုလို့ရှိရင်လည်းထပ်မရအောင်ပဲဘာမှစောင့်နေကြမလို့အိုးလိုက်ပြီးချထားပြီးနေတော့ခမဲစားစားမယ်အခုဒီသူတို့ပြင်ဆင်ပေးတဲ့ပြင်ဆင်ပင်ပြင်ဆင်ပိုင်းအခြားဆိုလို့ရှိရင်တော့အများကြီးဒါစိတ်ကျင်တဲ့ဖို့ကောင်းနေပေါ့နော်တကယ်ကိုမှဟိုအိမ်မှာထမင်းစားဖို့အတွက်အိမ်ထမင်းဝိုင်းလေးပြင်ပေးထားသလိုပြင်ထားပြီလားဟင်းတဝဲပါလာနဲ့ထမင်းရောအာဒီကဟိုတိုးစရာငပေအစုံအကုန်ရတာဆိုတဲ့ခါကြတော့လေနော် ဟင်းနေရတဲ့အများကြီးပဲဟိုဟိုပါလဲနှစ်ယောက်သုံးယောက်လောက်ကိုအေးအေးဆေးဆေးစားနိုင်တယ်တပွဲဆိုလို့ရှိရင်လေဒါဆိုဝတ်ချိုလေးမှာလာတာပါအာဒီမှာဆိုလို့ရှိရင်ဟိုမပိရင်အပြင်ပေါ့နော်သူကဒီလိုမျိုးငရုတ်တီးကြော်လေးလည်းပါတယ်ပြီးတော့တော့ငရုတ်တီးတောင်းလေးလည်းပါတယ်စားပါမယ်ငါပြီးအရင်စမ်းစားပါမယ်တို့စရာလေးနဲ့ဟင်းလေးနဲ့အဲ့လိုထမင်းပင်ပင်ဟင်းပင်ပင်ပေါ့နော် 你妈的，红色、嗯，啊塞拉油啊，好吃不咯？嗯，非常入味，真的。嗯，太入味了，过了卡子的，又不吃卡又不了，就是吃的。 စေတနာရပြေဝပါဒါကရင်ရိုးရာဟင်းတယ်လီဖုန်းဟင်းလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်အော်ရွက်ဆောင်မယ်တို့လည်းအသီးရွက်ဆောင်မယ်ထည့်တာလေးနော်အာတယ်လီဖုန်းဟင်းကြီးလေးတို့တော့စကောက်မယ်ကောင်းလိုက်တာ luôn Cô vui nuôi nuôi đi Ê, ê, cho sạch chỉ mà hợp này nè, rồi cô vui nuôi nuôi đi thà Thầm mềm bụi bụi, mềm bụi bụi đi bá Thầy Thầy bây giờ nó sạch rồi nhé တချို့လေငပိရေမတိုက်တဲ့သူတွေဆိုလို့ရှိရင်ငပိရောင်းနဲ့လည်းစားလို့ရတယ်။အာမဟုတ်လို့ရှိရင်လည်းဒီလိုမျိုးဟေ့ပူကြော်လေးနဲ့လည်းစားလို့ရတယ်။တချို့ကတော့ငပိမတိုက်ကြဘူးနော်။အသားဟင်းလေးရယ်အရွက်ကြော်လေးရယ်အခြေတောက်ဟင်းလေးရယ်ငပိရေတိုးစရာလေးရယ်နော်အိမ်ကအမေတို့တော့ပြန်လန်းသွားတယ်နော်။ တိတ်တိတ်ချာလေးပြင်ဆင်ပေးတာဆိုတော့လေအဲ့လိုလိုလေတိတ်မရှိအောင်ပြင်ဆင်ထားပေးတာနောက်သမင်းစားနေလည်းရင်ွေးတောက်ချင်တာတို့ရေတောက်ချင်တာတို့ဆိုလို့ရှိရင်လည်းအာအာဖင်းမာလို့ရတယ် menu counter ရဲ့အရှိတက်တက်မာနေလည်းထားထားပေးတယ်နော်အဲ့ဒါတော့ခုကရှူတာပို့ပြေသွားတော့အခုကတော့ဒီမှာပဲတက်ယူတော့မယ်ဒါလေးအရင်စားလိုက်အောင်ဟုတ်တာဟင်းနှမျိုးပဲဆန်းစားရသေးတယ်เนาะဟင်းနှမျိုးပဲဆန်းစားရသေးအောင်ထမင်းရတပက်ကန်ကောင်းနေပြီနောက်တပက်ကန်ထပ်စားမယ် อืมงาแล้วมันซาบยาเลยอายาใหญ่เนาะทําไมโอ้โอ้ไล่ชะทาไปอ่ะใจตรงมั้ยโกเรโลบ่เนาะโหอละซาไม่เข้าอวาซาทําไมด้วยยังสิเปียทําไมอ่ะอวาซาเลยยาได้ก็จ้ะ စားမယ်ငါဒီဟာငါပတ်ဆိုင်ရဲ့မီနူးတွေထဲမှာအယောင်ရဆုံးဟင်ဟုတ်တယ်တဲ့မိုင်းမနော်ဟိုဘာစားမယ်မသိရနဲ့အဲ့ဒီဆိုင်မှာဘာအယောင်ရဆုံးလဲလို့မေးလာပြီးတော့မှအဲ့လိုအယောင်ရဆုံးတွေကိုပဲမှားစားလာတာပေါ့နော်ဒီမှာအရန်စားကောင်းတယ်အယောင်ရဆုံးဖြစ်တာလေမှန်ပါတယ်ဒါကြည့်ငါဖဲ့မယ်ငါဘက်ကအဲ့လိုအယိုးများတယ်ငါဟုတ်လားမဟုတ်လားတိကျမသိဘူးတော့ငါကတော့လေအမှန်တိုင်းပြန်ငါအကြောင်းအများကြီးမသိဘူး ငါအကုန်လုံးမျိုးစားအလိုအတူတူပဲလို့တော့စားထည့်ခဲ့ဘူးလားဒီမှာငါဘာဟင်းနဲ့စားမယ်အနှစ်ကလေးနဲ့အဲ့ဒီအကူကလည်းဟင်းလေးတွေကိုလေအလိုဖွင့်ပြီးတော့တခုတည်းပြရဲ့ချင်တော့အလိုဟင်းနေရာလိုက်ကမှုေးနေတာအနှစ်ကလေးအလိုအရွာလေးနဲ့တေးချအုပ်ပြီးတော့ချက်ထားတာနည်းအိုးဒါလေးဆိုမဆလာနဲ့လေးမှုေးနေရတယ်ငါအလိုမဆလာလေးနဲ့ချက်ထားတာနည်းအဲ့ဒါကြလေးအော်ဒါဆိုဒါလေးနဲ့စားမယ် 隔壁人家在炒饭，隔壁年家在能不饭，可能差不多那么沙几年，可能差不多那么沙年。 ုံးချက်ကတော့နောက်တစ်ခါပြန်ဘာသာအမှန်ကျွေးမလို့ပါဆိုတော့အကောင်လုံးဆိုင်တယ်အကောင်လုံးထမှာတော့မနေဘူးအဲ့ဒါသာကြောင်းရယ်ကြွကြလေးနဲ့အများဆက်ကောင်းအင်းချက်ဆိုတော့လည်းအရသာတော့ပို့ပြီးတော့ရှေ့ရနော်ဟိုဘယ်လိုပြောမလဲအသားကြည့်ကြလေးနဲ့အင်းချက်အသားအရသာဆက်ဆက်ရဟိုစီဗီချက်တွေကအသားဖွဲ့တော့ รุจตาสามกองเลยเอาหัวจตาเลยสักกองเลยพัวตาเลยสักกองเลยหาเลยสักกองเลยเป็นแบบบอลสัสตาไหมทำไมนาบการเราทราบอยากไปไหว้สำหรับสับปีรสาไอเปาแม่ล้วทำไมทราบไปไห้ด้วยแซม ဒီ sign down ကိုဆက်ပြီးတော့လွတ်လာလိုက်အောင်အဆိုင်လေးရောက်ဆွဆွရလေးနဲ့ဆက်ဝင်သားဖို့ကောင်းတယ်အဲ့လိုရိုးရာစားစား sign လေးဖြစ်တဲ့ခါကျတော့အဲ့တော့ဆက်ပြီးတော့အာဆက်စုမယ်အရင်ဆုံးတော့ဆက်ပြီးတော့စားလိုက်အောင်မယ်နော်အဲ့တော့ကြာမှဆက်ပြီးဖြစ်ပါမယ် ပေါ်မှာလည်းဒီလိုမျိုးကရင်ရိုးရအင်ဂျီလေးတွေကိုရောင်းနေဆိုတော့အဲ့ဒါအောက်ကနေပြီးတော့တက်ပြီးလာကြည့်တာဟုတ်တော်တော်တော့ဆုံနေနော်ဟုတ်ကဲ့ဟုတ်ဒီဟာကြောင့်လေဘလို့စိတ်ကူနေအကိုတို့ဒီအပေါ်တက်မှာအဲ့လိုရိုးရအင်ဂျီလေးရောင်းမယ်လို့စိတ်ကူရတော့လည်းသိဟုတ်ကဲ့ဟိုစိတ်ကူရမှာစားတော့တမင်းရောင်းတော့ပေါ့နော်ဟုတ်ဒီအပေါ်တက်လည်းကျွန်တော်အားလုံးပါတယ်ဆိုတော့ဒီအပေါ်တက်မှာကျွန်တော်ဒီဟိုဟာ gallery လေးကိုပြောင်းအောင်လေနော်ဟိုကရင်အင်ဂျီလေးထားတာကရင်တမင်းဆိုင်ဆိုတော့ ချောလည်းခင်ဝတ်စုံလိုမျိုးကြရတယ်။အော်။ဟုတ်ကဲ့။ဒါအစစရတက်ဖြစ်ဖို့ရှိရတယ်။ဒါပေမဲ့ကျွန်တော်အခုကတော့ဒီရှိတဲ့ခင်အင်ဂျင်လေးတွေပေါ့နော်။အော်ဟုတ်ကဲ့ဟုတ်။အာဒီမှာဆိုခင်အင်ဂျင်လေးတွေရောတခြားအော်ဒီလိုမျိုးအထက်အထက်အစင်းလေးတွေရှိရတော့ တွေ့တာပြီးမယ်တော်တော်များများရအောင်ဟောဟုတ်ဟိုအောက်ကမို့လို့ဒီဝင်ဝင်ချင်းတော့ကထိုင်ကုန်ကြီးရဲ့ဘေးနားမှာကိုတို့ဆင်လေးနဲ့တခုထားထားသေးရောအဲ့မှာလည်းပစ္စည်းလေးရာရောင်းတာပေါ့နော်ဩဟုတ်ကဲ့အဲ့ဒါအပေါ်နဲ့အောက်နဲ့ကမျှပြီးတော့ထားထားတာပေါ့ပစ္စည်းလေးဩဟုတ်ကဲ့အပေါ်နဲ့လက်တက်နဲ့တက်ကြရပေါ့နော်ဩဟုတ်ကဲ့အပေါ်နဲ့ဆီရဆိုတော့တက်လာကြတယ်ဩဟုတ်ကဲ့ဟုတ်ဒီမှာကျတော့ဟိုဘက်ဟိုဘက်မှာလည်းတခန်းတွေ့လို့လေအဲ့ဒါကရောဒီလိုရိုးရအင်ဂျီတွေပဲရောင်းနေခဲ့ဟိုဘက်ကျတော့ကျွန်တော် BMW room meeting room ပေါ့နော်ဩဟုတ်ကဲ့ mini လေးပေါ့အရင်အကြီးအကြီးတော့မဟုတ်ဘူးအနည်းဆုံးလို့ဆယ်ယောက်ဖြစ်ဖြစ် အဲ့တော့အများဆုံးဆရာတော့ဟိုစကားပြောဟိုအလုပ်ကိစ္စဆွေးနွေးပါလို့အော်ဟုတ်ကြည့်လို့ရအောင်။အော်ဟုတ်ကဲ့ဟုတ်။ဟိုကလေဟို तू ကတကယ်ထားလိုက်ပါတော့မဟုတ်ဘူးအပေါ်မှာတီးတီးတန်တန်စားကျင်နေဆိုရင်ရောအပေါ်မှာအဲ့လိုထမင်းစားခွင့်ပြုလား။ကျွန်တော်ဟိုဒီရှင်းမှလည်းဒီရှင်းမှတခုရှိပါတယ်။ဒီရှင်းမှလည်းစားရတယ်။အော်ဟုတ်ကဲ့။ဘယ်လိုရှိသမဲကျွန်တော်အဲကုန်ခံမရအဲကုန်ခံရှိပါတယ်။အော်ဟိုတော့မှစားလို့ မတူတင်မလို့အကြောင်းအကြောင်းအော် book လောက်ကတယ်အော်အဲ့ဆိုလို့ရှိရင် medium room အနေနဲ့လည်းအသုံးပြုလို့ရတယ်ပြီးသွားလို့ရှိရင်ဟိုကွာကို private room အနေနဲ့လည်းသုံးရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီစပါအခုစစောရောက်ခရေရအဲ့လိုဒီ teleport ဆိုင်ကိုပတ်ကြည့်တာအဲ့လိုတော်တော်ကျဲကျဲလေးလေးနော်အဲ့လိုဘယ်လိုပြောမလဲသူ compound လေးအဲ့လိုကျဲကျဲလေးနဲ့ဟိုမှာ agent နဲ့ဆိုရဲခန်းစားချက်လေးရရပြန်အဲ့လိုစစောကအောက်မှာမေးကြည့်လိုက်တော့အပေါ်မှာကရင်ရိုးရအင်ဂျီလေးလေးရောင်းနေဆိုတာသိတော့လေအားနဲ့စိတ်ဝင်စားလို့ဗာမေးကြည့်တာရှင့်အဲ့ဆိုတော်ကြမှုလို့ဟိုဘက်ကိုပတ်ကြည့်မယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင့်ဟုတ် ော်ဒီဘက်အခန်းကအော်ဟုတ်ကဲ့ဒီမှာ air con နဲ့ခွန်လိုက်ရတယ်ကဘာဝလေးပေါ့နော်အော် open space ကအော်ဒါဆိုလို့ရှိရင်ဒါပြတင်းပေါက်တကားကြီးလုံးဝဖွင့်ထားတာနော်ဟုတ်ကဲ့ဟုတ်တယ်အပေါ်ကနေပြီးတော့အဲ့လိုမျိုးအကုန်လုံးမြင်ရလေးလေးအေးရလေးဘာမှနေလည်းရအော်ဟုတ်တယ်နော် အာမိုက်တယ်အဲ့တော့ဒီခန်းကိုဆိုလို့ရှိရင်လည်းဒါ private room အနေနဲ့လည်းခါလို့ရတယ် meeting room အနေနဲ့လည်းခါလို့ရတယ်เนาะဟုတ်ပါဘူးဟုတ် projector ကြတော့အခုဘယ်နေရာမှာစီစဉ်သေးလဲမသိဘူးကဲ၍စိတ်ဝင်စားရေးသူတွေဆိုလို့ရှိရင်လေ projector ဒီမှာတကားပြပဒီဘက်ကထိုးပေးလို့ဆိုတော့အော်ဒီဘက်ချမ်းမှာထိုးပေးတာအော်ဟုတ်ကဲ့ရှင်ဟုတ်တူကကြတော့လေအခန်းခါကအနေနဲ့ဘယ်လိုလုပ်လဲရှင်တရက်လုံးဆိုရင်900ပါเนาะဟုတ်ဟိုက printer တော့ projector ပါလို့ရှိရင်900ဖတ်900ပါเนาะအော်တရက်လုံးပါเนาะအော်တရက်လုံးဟုတ်အနိုင်ပိုင်းလောက်ဖယ်ဆိုရင်အနိုင်ပိုင်းဆိုရင်300အော်ဟုတ် ဟောဒါဆိုကိုလိုချင်တဲ့လောက်အချိန်ကိုညှိပြီးတော့ဒါဆိုင်နဲ့ညှိပြီးတော့ယူလို့ရတယ်ပေါ့ဩဟုတ်ကဲ့ပါဟုတ်ဟုတ်ကျေးဇူးပါရှင်ဟုတ်အဲ့ဆိုလို့ရှင်မို့လို့အောက်ကဟိုဗလဲဟိုတခြားပစ္စည်းလေးနေတယ်လေအကိုပြောလွယ်အိတ်လေးလက်တက်ကြည့်မယ်တင်နော်ဟုတ်ကဲ့ပါဟုတ် ဒီဟာလေးဆိုလို့ရှိရင်ရောက်လာ။အော်အကိုပြောတဲ့လွယ်ကြီးလေးကဒီလွယ်။ဟုတ်တယ်လွယ်လွယ်လေးပေါ့။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ဒီလိုကြည့်လွယ်ဒီနာဒီဇိုင်းလေးပေါ့နော်။ဟုတ်ကဲ့အင်းကြီးလည်းဆက်မဲ့ချချလာပြီ။အော်ဟုတ်ကဲ့ဟုတ်။အမှုအစားဆိုဝင်ချင်းတော့ဒါအလှဆင်တာရယ်ပဲထင်တာ။အခုမှတည့်ရောင်းမှာ။အော်ဟုတ်ကဲ့ပါ။ဟိုဒီဟာလေးကကျတော့ဒါလည်းလွယ်လေးပဲလား။ဟုတ်လွယ်လေးပဲ။အော်ဟုတ်ကဲ့။အော်ဒီလိုမျိုး ဘေးနားနေဒီလိုဒီလို main ကလေးလွဲသလိုဩအဲ့လိုမျိုးစတိုင်နေဩဟုတ်တယ်နော်โอเคရင်လွဲဆိုလို့ရှိရင်ဒီလိုပဲမြင်ပြီးတာဟုတ်တယ်ရေရိုးရှင်းရှင်းလေးပေါ့နော်ဩဟုတ်ဒါပုံမှန်ပေါ့နော်ပုံမှန်ကဒီလိုလွယ်ကလေးဒါမို့လို့ကရင်ကရင်လွယ်ကလေးပေါ့အဲဒါလေးကကြတော့ဒီလိုဘေးဒီဇိုင်းလေးဒီလိုလေးပါလို့လိုရတဲ့ဟာမျိုးလေးဒါဒီဇိုင်းလေးနဲ့အချစ်စရာလေးတွေတော့အော်ရောင်လေးလည်းရှိရယ်နော်ဟုတ်ရောင်လည်းရှိပါဘူးဟုတ်ဟုတ်မာဒါဆိုပန်းရောင်လေး အာနာမင်းကလေးဒါလေယောက်ျားလေးရောမိန်းကလေးရောလွယ်လို့ရမယ်လွယ်ရလွယ်ရဩဒါဆိုယောက်ျားလေးရောမိန်းကလေးရောလွယ်လို့ရဩဩဟုတ်ကဲ့ဟုတ်ကားလာတယ်တော့အဲ့ဒါဆိုလို့ရှိရင်နိုင်ငံသားသားအများဆိုတာဒီလိုပုံစံလေးစိတ်ဝင်စားပါလိမ့်နော်မျိုးလေးကြိုက်တယ်ဒီလိုမျိုးစတိုင်ပါဟုတ်ဟုတ်တယ်နော်လာတယ်။ဟိုဈေးနှုန်းလေးဆိုလဲ390ပဲရှိရမစိုးဘူးလीနော်။ဒါဆိုလို့ရှိရင်ဒါရိုးရစစ်စစ်လိုအိတ်ကလေး စစ်စရာလေးဒါယောက်ျားလေးရောအမင်းကလေးရောနှစ်ယောက်စလုံးလွယ်လို့ရတဲ့ဟာမျိုးလေးဒါကတော့အာပုံမှန်ပုံမှန်ပုံစံလေးပဲပေါ့နော်ဟုတ်ကျေးဇူးပါရှင့်ဟုတ်ကဲ့ပါ ီမှာတော့ကိုဟိုမလဲအင်းကြီးတွေပါမဟုတ်ဘူးစားစရာတွေလည်းအများကြီးပဲထားထားပြည့်ရဲ့เนาะဒါလေးဆိုအကိုတို့ဒီတယ်လီဖုန်းကနေပဲထုတ်ထားတဲ့ဟာပဲလားရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကျွန်တော်တယ်လီဖုန်းထုတ်တာတဲ့ဟိုပါ ready made ready made chimon jo oh ဒါဟိုဒါငပိကြောอ๋อဟုတ်ကဲ့ဟောဒီလို ready made လေးလဲထားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟောဒီမှာစားကြည့်ပြီးတော့မှာကြိုက်သွားလို့ရှိရင်လည်းဒါအိမ်မှာစားလို့ရတယ်လीเนาะဟုတ် ာမစိုးเนาะဒီလို ready made ဘူးလေးဒါတလဘောရဲ့ဒါမူပိုင်မူပိုင်ဆိုတာထက်ဒါကိုပိုင်လက်ရနဲ့ထုတ်ထားတဲ့ ready made ဘူးလေးစစ်စရာလေးချစ်မောင်ကျော်နဲ့ဒါဒါတလဘောငါပြီးကြောင်းဩဟုတ်ကဲ့ဩဒါလေးရောအကိုဩဒါဒါဒါကျွန်တော်ဟာဟုတ်ဩဟုတ်ကဲ့ organism နဲ့ 哦 organic စနွင်းအဒီမှာဒီမှာချက်လို့ရှိရင်လည်းဒီစနွင်းတွေပဲအသုံးပြုချက်ဩဒါဆိုရင်တလဘောဒီတလဘောဆိုင်မှာချက်တဲ့ဟင်းတွေဆိုလို့ရှိရင်လည်းဒီ organic စနွင်းမုတ်တွေပဲအသုံးပြုချက်ထားတာဩဟုတ်ကဲ့ပါရှင်မစိုးရင်တော့ဒီမှာလက်ရကြိုက်ပြီးတော့မှအိမ်ကိုပါဆယ်ထုတ်သွားစင်တယ်ဒါပေမဲ့အစားမခံမှာဆိုရင်လို ready made ဘူးလေးလည်းရှိတယ်ဩ coffee milk လည်းရှိတယ်ဩဟုတ်ကဲ့ကောကောင်းရဲ့ဟိုကမတ်စမတ်စေးကိုပြောအောင်ဩဟုတ်ကဲ့ coffee လေးလည်းရှိတယ်ဩဒီ coffee ကနာမည်ကြီးတယ်ဟုတ်ကဲ့ဟုတ်တယ်သူက coffee ကဟိုဗာလဲ ဘာလဲဘာဘယ်ဘယ်ကစီပါလဲဟုတ်ပါဘာလဲဘာလဲမြချိုအော်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်တယ်အေးကဖီလေးလည်းနာမည်ကြီးရအော်ဟုတ်ဒါအများကြီးအမေရိကန်ကိုပြန်လာလို့ရှိရင်ဒီမှာလာဝယ်ကြတယ်ဆက်ထုတ်ဟုတ်ပြီတော့ဟိုစုကိနေပြန်ပြေးပါတော့လေဒီလိုရှိတော့အမှန်တော့တို့ကအများကြီးယူသွားခြင်းတယ်ဒါပေမဲ့ အင်းကြီးပါပါရတော့ပြောတော့ဩခုမှတော့ရောင်းရအောင်ပြောအော်ဟုတ်ကဲ့ဟုတ်အမစိုးနော်ဒီမှာဆိုလို့ရှိရင်တခါလေးအကုန်လိုချင်တာလေးရှိရနော်ဒါကြတော့ကိုဒါတငယ်ကြီးတောက်လာတင်တာဩဟုတ်ကဲ့ဒါဆိုလည်းငါ၆ကျော်လေးမစိုးနော်အိမ်တွက်ဟိုဗာလဲ ready made ခါလေးရှိရနော်ပြန်ပြန်ယူသွားလို့ကောင်းတယ်အမစိုး โอเคเจสซี่ပါရှင်โอเคပါအခုဆိုလို့ရှင်တော့ဒီတလဘောဆိုင်ပေါ့เนาะဒါချင်းမာရဲ့ဆန်ဆိုင်မြို့မှာရှိရဲ့ဒါတလဘောအာကရင်ရိုးရာစားတော့ဆိုင်ကိုလာပြီးတော့မိုးရဆန်းစားကြည့်တာဖြစ်ပါတယ်ဒီမှာဆိုလို့ရှင်လည်းအရသာရေလည်းအရင်ဆက်လုပ်ကောင်းနေဟာပိုရှင်နေလည်းများအဓိကကြိုက်တာတော့ထမင်းကိုအဲ့လိုအိုးလိုက်ချပြီးတော့အဝစားကတော့အရင်သဘောကျပါတယ်နောက်တစ်ခါကကျတော့ထမင်းနေမဟုတ်ဘူးအာဆိုင်မှာကကော်ဖီတွေလည်းရှိတယ်ကော်ဖီမကြိုက်တဲ့သူတွေတက်ဆိုလို့ရှင်ဟာဆော့ဆော့မီးတွေမှာပြန်ထားတယ်လို့ပဲပေါ့เนาะအေးတွေရောအာစမူသီရောအမျာ ိုင်ရွေးချယ်လို့ရတယ်เนาะအနောက်တစ်ခုကကြတော့အာကင်ရိုးရစားတာစိုင်းနဲ့မှာတချို့ကင်အင်ချီလေးတွေဝှစ်ချင်တယ်ဆိုလို့ရှိရင်လည်းကင်ရိုးရအင်ချီလေးလည်းရောင်းချပေးနေရဖြစ်ပါလိမ့်ရှင်အဲ့တော့တလဘောကိုမရောက်ဘူးသေးတဲ့ပြဿနာတွေရှိတယ်ဆိုလို့ရှိရင်လည်းအာချင်းမိုင်မျိုးရဲ့ဆမ်ဆိုင်ကိုအာတလဘောဆိုပြီးတော့တလဘောချင်းမိုင်တွေရှာလိုက်တာ ਨੇ ပြသဖြစ်ပါတယ်အဲ့တော့လာရောက်ပြီးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်